၂၀၂၄ရဲ့၂၅ရာသီအတွင်းကမ္ဘာလောကလဆာအများဆုံးကစားမဆယ်အောင်ဆင်းကိုဥဆောင်နေတဲ့ရနယ်ဒိုပရိသတ်များလုံးမိမိပါဗျာရက်တီဗယ်တိုင်ကနေပြန်လည်ကြိုလိုက်ပါရင်၂၀၂၄၂၅ရာသီအတွင်းကမ္ဘာလောကလဆာအများဆုံးကစားမဆယ်အောင်ကိုကမ္ဘာကျော်ဖို့မဂ္ဂဇင်းကြီးကထုတ်ပြန်ကြေညာခဲ့ရမှာရက်ဒိုကပဲနံပါတ်၁နေရာကနေဆက်လက်ရည်တည်နိုင်ခဲ့ပါရင်ရနယ်ဒိုအကောင့်စစ်တကယ်ဟုံးမို့ဆိုတဲ့ငင်းကုန်မှုတွေရှိနေစေဖြစ်ပေမဲ့ရက်ဒိုကတော့ဒီနေ့ကိုလောကလဆာဒေါ်လာ၂၉၅တန်းထိရရှိနေတာဖြစ်ပါရင်ဖုန်းမဂ္ဂဇင်းကပေါ်ပြခဲ့တဲ့ဒီနေ့တာကမ္ဘာလောကလဆာအများဆုံးကစားမဆယ်အောင်ကိုပြန်လည်ပြပြရမယ်ဆိုရင်နံပါတ်၁ရနယ်ဒို နေ့လုံးကဒေါ်လာ295သန်းရနေဒိုအာဆော်ရီမေးမှာတော့ဆူလာအောင်မြင်မှုတွေလာ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 ရယူပြနိုင်ခြင်းမရှိသေးပေမဲ့ကမ္ဘာလောကလာစာများအဆုံးကစားမှဖြစ်နေတော့ဆက်ရှိနေစေဖြစ်ပါတယ်။ပေးခဲ့တဲ့နှစ်တွေထဲမှာဆိုရင်ရနေဒိုကသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုအများအပြားထပ်မံချဲ့ထွင်နိုင်ခဲ့ပါတယ်။ Vista Arcade နဲ့ Pfizer Medicine BioQuest တို့မှာယင်းမျိုးနွယ်မှုတွေထည့်သွင်းခဲ့တာပါ။ဒါပေမဲ့ရနေဒိုဟာ ကင်းမန်ရုပ်ရှင်ဇာတ်ရည်ဖန်တီးခဲ့တဲ့စာရေးဆရာဒရိုက်တာလူနဲ့လည်းပူးပေါင်းခဲ့ပြီးရုပ်ရှင်စတူဒီယိုတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။လူမှုကွန်ရက်မှာလည်းကိုပိုင် YouTube Channel တစ်ခုကို Rendo ကဖန်တီးခဲ့ပြန်ပါတယ်။ Rendo ကအသက်လေးဆယ်ရွယ်ရှိပြီဖြစ်ပေမဲ့လူတွေအပေါ်ဆက်နဲ့လွှမ်းမိုးထားနိုင်စေဖြစ်ပြီးတစ်နှစ်လောက်ကဒေါ်လာ185တန်းနဲ့ကမ္ဘာလောကလာစာအများဆုံးကစားမဖြစ်ရည်တည်နေပါတယ်။နံပါတ်2စတီဖန်ကာရီဒေါ်လာ156တန်း NBA ကစားမကာရီကတော့တစ်နှစ်လောက်ကဒေါ်လာ156တန်းထိရရှိနေပြီး ဘတ်စကတ်ဘောကစားခြင်းအပြင်တခြားစီးပွားရေးလုပ်ငန်းတွေများစွာကိုလည်းလုပ်ကိုင်နေသူပါ။ဟိုဘားဘိုင်းရဲ့မျိုးသမီးနဲ့တော့ပူပေါင်းပြီးအလုပ်တွေလုပ်နေတယ်လို့ဟာတာရုပ်တံဇာတ်လမ်းတွေတစ်ခုမှလည်းပါဝင်ပြုဆောင်ခဲ့သေးပါတယ်။ AMI လောကရဲ့လောကလန်စာများအဆုံးစားမဖြစ်ဥဆောင်နေပါရင်နံပါတ်3တိုင်ဆန်ဖြူရီဒေါ်လာ146တန်း ဘောက်စင်သမားတွေတဲ့နာမည်ကြီးရင်လာစာကောင်းပါတယ်တိုင်ဆန်ဖရီကလည်းဒီထဲမှာပေါ်ပါနေသူရဲ့ professional ကစားမအဖွားမှာ35ဝယ်ဇလိုက်ရှိုးဝယ်မရှိခဲ့ပေမဲ့ outside ကိုရှုံးနေခဲ့ရပြီးတဲ့နောက်မှာ WBC champion ပွဲကိုဆွန့်လွတ်လာရပါတယ်ဒီကနေ့နေ့လုံးကတော့ outside ကိုရှုံးနေခဲ့ရတဲ့ပွဲပြီးမှာတိုင်ဆန်ဖရီကကစားမအဖွားကနေအားယူကြောင်းကြေညာခဲ့လို့ပရိသတ်တွေအားတင်ခဲ့ကြပါသေးတယ်လက်ရှိမှာတော့တိုင်ဆန်ဖရီကမော်တာနိုင်ငံကိုခေးသွားလာမှုမြင့်တဲ့အစီအစဉ်တွေဆောင်ရွက်လျက်ရှိနေပါတယ်နံပါတ်၄ Jeff Prescott ဒေါ်လာ136တန်း NFL လာစာစနစ်ကသူ့ကိုအခုလိုမျိုးကမ္ဘာလောကလာစာများဆုံးစားမအဆင့်ကိုဝင်ရောက်ဆင်နိုင်ခဲ့ပါတယ်။သူ့ရဲ့စာချုပ်တန်ဖိုးပါလောကလာစာကနေတနည်းကိုဒေါ်လာတန်း60တိရှိပြီးတခြားသောအပိုစုကြီးတွေပါဝင်မဲ့ဆိုရင်အခုလောက်ထိများပြားသွားတာဖြစ်ပါတယ်။နံပါတ်9 Messi ဒေါ်လာ135တန်း ဘာလောကမှာတော့ဆယ်ကြီးနှစ်ယောက်ကိုခုအချိန်လေးရှင်နိုင်တဲ့သူမရှိသေးဘူးဆိုတာဒီစင်းကထပ်မက်ပြီးတော့တက်တည်ပြသွားခဲ့တာပဲဖြစ်ပါတယ်။မေဂျာလိကဆော်ရီလောက်ငွေကြေးတော်တင်မှုရှိပေမဲ့မက်ဆီရဲ့လောက်ကလာစာကတော့တစ်နှစ်ကိုဒေါ်လာ135တန်းတိရှိနေပါတယ်။မက်ဆီနဲ့မိုင်မီတို့ဂျားကစာချုပ်တက်တန်းကလည်းနောက်ဆုံးနေ့တွေကိုရောက်ရှိနေပြီဖြစ်ပြီးလက်ရှိမှာတော့စာချုပ်တက်ထပ်မက်ချုပ်ဆွန်နိုင်ဖို့အတွက်နှစ်ဦးနှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်လျက်ရှိနေပါတယ်။မက်ဆီကလာမယ့်ကမ္ဘာပလာမှာသူ့ကစားမပွားရင်နောက်ဆုံးအကြိမ်ဖြင့်ဝင်ရောက်ဆင်နေပေးသွားအောင်မယ်လို့အားလုံးကခံမှန်းထားကြသလိုဆော်ရက်ကလည်းပါဝင်ကစားဖို့တိုက်တွန်းထားပါတယ်။တကယ်လို့မိုင်မီနဲ့စာချုပ်တက်တန်းတိုးတဲ့ကိစ္စကအဆင်မပြေခဲ့ဘူးဆို ဆိုရင်တော့နာမည်ကဘာလားအပေးမှာမက်ဆီနေနဲ့ကစားမဘွားကနေအနားယူသွားနိုင်ချေရှိနေတယ်လို့မြင်မိပါတယ်။ဒီစင်မှာကျန်တဲ့ကစားမ9ယောက်ကတော့ NBA ကစားမ LeBron James ဒေါ်လာ133.8တန်းနဲ့အဆင့်6ဘေးဘောကစားသမား Honso တို့ကဒေါ်လာ134တန်းနဲ့အဆင့်9ဘန်ဇီမာကဒေါ်လာ134တန်းနဲ့အဆင့်8ဘေ့စ်ဘောကစားသမား Ota နဲ့ကဒေါ်လာ102တန်းနဲ့အဆင့်9 NBA ကစားသမား Kevin Durant ကဒေါ်လာ103.4တန်းနဲ့အဆင့်10နေရာတို့မှာတည်တည်ရည်ရည်ရရှိကြောင်းပါ။စုံလင်ကြည့်စုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။